À, công công tống này này đi tham mưu thì xịt để có nó ô công đề ô mai cô chung kẻ lâu những là về dân chỉ biết chân mạo dân lấy chú số lại bà đây thì cái mà nó đi làm mẹ tóc chân đi ipre lan sát tiền đi nhà bánh one friday five one zero four kèm quay chim mà bé xin chân thu tết toàn chăm bé nhưng mà các môn phải đặt tụ chỉ để xuống lên này ထိုင်းကဖိုက်တာတို့ရဲ့ပွဲစဉ်ကောင်းလေးတွေကိုပရိသတ်တွေနဲ့အတူအဆဆုံးကြည့်ရှုပေးတော့ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ပွဲစဉ်လေးတွေကိုကြည့်ရှုရင်းနဲ့ဆွန်ရက်နဲ့ထိုင်းဖိုက်တာတို့ဘဲဖိုက်တာကအနိုင်ရရှိသွားနိုင်ချေရှိတယ်လေ။ဒါအပြင်သူတို့နှစ်ဦးရဲ့ဆွမ်းဆောင်ရည်ကဘယ်လိုအခြေအနေရှိတယ်လဲ။ဒါအာတာချက် အနှဲ့ချက်ဘာတွေရှိကြတယ်ပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်ပွဲစဉ်လေးတွေကိုပရိသတ်တွေနဲ့အတူအစအဆုံးကြည့်ရှုပေးတော့ဖြစ်ပါတယ်အဲတော့အခုပဲကျွန်တော်နဲ့အတူ live ပါကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ချင်ပါတယ်အခုကျွန်တော်တို့ပထမဦးဆုံးအနေနဲ့မြန်မာမွန်ဖိုင်တာတူဖြစ်တဲ့အတဆွန်ရက်ရဲ့ပွဲစဉ်ကောင်းတဲ့ပွဲကိုအရင်ကြည့်ရှုပေးတော့ဖြစ်ပါတယ်အဲတော့ကျွန်တော်တို့အတဆွန်ရက်ရဲ့ပွဲစဉ်ကောင်းကြည့်ရှုပြီးသွားတဲ့နောက်ပိုင်းမှာဆိုတော့အတဆွန်ရက်နဲ့ဒီလာမဲ့တောက်ချာနေညပိုင်းဧပြီလ17ရက်နေ့မှာရှင်မင်းထုတ်တက်သွားမယ့်အတ time fighter တူရဲ့အတပွဲစဉ်ကောင်းတဲ့ပွဲကိုလည်းဒါထပ်ပြီးတော့မှဒါကြည့်ရှုပေးတော့ဖြစ်တယ်ပေါ့နော် ဲ့တော့ကျွန်တော်ဒါအခုဒါပေါ်ပြပေးနေတဲ့ fighter ကတော့ဒါ AGVIA နဲ့ပြင်သစ်ຫນွေဖား fighter တို့ဖြစ်ပါတယ်ဒါသူနာမည်ကတော့ Joaquin Oraji လို့ခေါ်တယ်ပေါ့နော်အပြာတော့ကနေရှင်ပြန်ထုတ်တက်သွားမှာဖြစ်ပါတယ်အဲ့တော့အခုတပံမိတ်ဆက်ပေးနေတဲ့ fighter ကတော့ကျွန်တော်မြန်မာကမွန် fighter ဖြစ်ပါတယ်ဒါဆွန်ရက်ပေါ့နော်အားလုံးကသိရှိပြီးသားဖြစ်တယ်ဒါကျွန်တော်သူ့ရဲ့အရက်ကတော့9ပြီနဲ့6လက်မရှိတဲ့အသက်ကတော့20နဲ့8နှစ်ပါအဲ့တော့1 championship မှာတော့သူ့အနေနဲ့ ဒါ၁၀ပွဲအထိဒါရှင်ပင်ခုတက်ထားပြီးတော့မှဒါ၆ပွဲအနိုင်ရရှိထားပြီး၄ပွဲရှုံးနေထားတယ်ပေါ့နော်အဲ့တော့တဖက်ကဒီပြိုင်ဖက်ကတော့အရက်9ပြီနဲ့10လက်မှရှိတယ်အတက်ကတော့20နဲ့9နဲ့ပါအဲ့တော့1 championship မှာကတော့ရလက်မကောင်းမြသူ့အနေနဲ့ပွဲစီပေါင်း9ပွဲထူးတက်ထားရမှာဒါတပွဲပဲအနိုင်ရရှိထားတယ်ပေါ့နော်ဒီပွဲရှင်ထားပါတယ် အဲ့တော့ကျွန်တော်အခုကြည့်ရှုနေတဲ့ပွဲစဉ်ကတော့ဒါ1 Friday 598ဆိုတဲ့ခေါင်းစဉ်အောက်မှာဒါရှင်ပင်ထူးတက်သွားခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့နော်။ဒါ2025 February လ28ရက်နေ့ကထူးတက်သွားခဲ့တဲ့ပွဲစဉ်မှာဒါ Featherweight Muay Thai ပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ကြည့်လိုက်အောင်ဗျ။ဒါဆွန်ရက်အနေနဲ့ဒီပွဲမှာဒါ Blue Swan ဆောင်ကြီးတွေကျွန်တော်တို့အပရိသတ်တွေကိုပြသသွားခဲ့တယ်ပေါ့နော်။ကောင်းတယ်တစ်ဖက်ကပြာတော့ကောဖိုင်တိုင်းလူကစ်တော်တော်လေးအပါနေဖရန်ကီတွေကန်ထားတယ် ရက်မောင်းမှာကတော့ဒါအေဂျီးရီးယားပြင်သစ်နယ်ဖာဖိုင်တာကဒါတာတယ်ပေါ့နော်ဒါခြေတန်လက်တန်တရားစရောဆုံရထက်တာနေတာမျိုးတွေ့ရတယ်ကဲဆုံရလုကင်းနဲ့ဆန်ဟာမျိုးတွေ့ရပြဒါဖိုင်တာနဲ့ဦးစလုံးကပြောမယ်ဆိုတော့ဒါအရင်ကြီးဒီ PR ပေးပြီးတော့မှရှင်ပြန်ကုတက်နေတာမျိုးတော့မတွေ့ရသေးဘူးဒါချီကန်ချက်တွေနဲ့ဒါအဓိကအကဲဆန်းနေတာမျိုးတွေတော့တွေ့ရတယ် တော့လူကစ်ထပ်ပြီးတော့ကန်ထားနေဗျအဲ့တော့ဒီပွဲကပြောမယ်ဆိုတော့ဒါဆွန်ရက်အတွက်ဒါအရေးကြီးတယ်လို့ပြောလို့ရတယ်ဗျဒါသူ့အနေနဲ့ဒီပွဲမတိုင်ခင်အင်တာဗျူးတွေမှာဆိုရင်လည်းဒါအလဲထိုးနဲ့အနိုင်ရအောင်ထိုးပြီးတော့မှဒါရတဲ့ဒီဘောနပ်စုဂျီနဲ့ဒါဒီရွာကသူ့ဖီမီအတွက်ဒါအိမ်ဆောင် ပေးချင်တယ်ဆိုပြီးတော့မှသာပြောဆိုထားတယ်ပေါ့နော်။အိုးဆိုရင်ရတယ်ဗျာဒီ flying knee တွေရောဝင်လာမျိုးတွေ့ရတယ်။အဲ့တော့ဒီအတွက်ကြောင့်မို့သူ့အနေနဲ့ဒီပရမချီမှာပေါ့နော်အရင်ကြီးဒါလောတာမျိုးမတွေ့ရဘူးပေါ့နော်။ဒါအခွင့်အရေးတစ်ခုကိုမိမိရဲ့ရချောင်းပြီးတော့မှသာလဲဖို့ဘူး။အခုရေးရှာနေတယ်လို့သာပြောလို့ရတယ်ဗျ။အဲ့တော့ပုံမှန်ဆိုရင်တော့ဆုံရဲ့ဒီကစားပုံက ဒါပရိသတ်တွေအနေနဲ့လည်းအားလုံးသိရှိပြီးသားဖြစ်တယ်ပေါ့နော်ဒါဒီဖေဖြောင့်ကိုအဓိကကျွန်တော်တို့မြင်းမြန်ဆန်ဆန်တုံးတယ်ဒါချီကန်ချက်တွေလည်းသူ့အနေနဲ့အကောင်းကောင်းတုံးနိုင်တဲ့အနေအထားမျိုးတွေရှိတယ်ပေါ့နော်ဟိုကောင်းတယ်ကျွန်တော်တို့ဘိုက်ခုတစ်ချက်မဆင်ကြီးတွက်ခံရတယ်ဗျပထမချီအစပဲရှိသေးတယ် ကပြပေးဖို့ကြိုးစားနေတဲ့ဆွန်ရအနေနဲ့ပကဖိုက်တာလည်းပြောမစင်တော့ကျွန်တော်အနီးကမှာဒီကလစ်ရှင်နေထားမှာဒီတရောင်လေးရိုက်တာမျိုးပြီးတွေ့ရတယ်ပေါ့နော်ကဲဆွန်ရကျွန်တော်နီကကောင်းတယ်ကျွန်တော်လက်ခုလိုက်ခုတွေပြစ်ပြီးတော့ဝင်ထားတာမျိုးတွေ့ရတယ်နီကတရောင်ရိုက်ထားတယ် တော်ရီတွေပြန်ပထမချီပြီးသွားလို့အဲ့တော့ဒီအနီးကကျွန်တော်တို့ pressure ပေးပြီးတော့မှထိုးတက်တဲ့ချိန်မှာဒါတပတ်ကဒီကြွားချင်း Aura G ကဒီ clinch ပြန်ပြီးတော့မှဒီလမ်းဖက်လိုက်တာမျိုးဆွဲဖက်လိုက်တာမျိုးလေးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါကလည်းပြောမယ်ဆိုရင်တော့ဒါဒီပြန်ဖက်ရဲ့ဒီနီးပြူဟာလို့ပဲပြောမယ်ဗျပွဲကိုကျွန်တော်တို့ ဒီအဆုံးတက်မခံရအောင်ပေါ့နော်ဝိတ်ကိုချင်းကပ်ပြီးမှသာကစားသွားခဲ့တယ်။အဲပရမချီမာတော့နောက်ဆုံးရအနေနဲ့နော့ကောက်တစ်ချိန်ရခဲ့တဲ့အတွက်ကြောင့်မို့ဒါလုံးဝသာအပြတ်သက်တာလေးလို့ကျွန်တော်ပြောလို့ရတယ်။ Okay round 2ကျွန်တော်တစ်ချက်လောက်သွားလိုက်အောင်ပါ။ Okay round 2မှာဆုံးရအနေနဲ့ကျွန်တော်ပြန်ဖက်ကိုအလဲထိုးနဲ့အဆုံးတက်သွားနိုင်မလား။သူ့အနေနဲ့ဘလူးပုံစံမျိုးနဲ့ဒါရှင်ပြန်ကစားသွားနိုင်မလဲပေါ့နော်။ကြည့်လိုက်အောင်ပါ။ ဒါဆိုရင်ရဲ့ကစားပုံကျွန်တော်တို့ဒါပရိသတ်တွေအားလုံးသိရှိပြီးသားကစားကွက်ကတူနေတဲ့ဒီချီကန်ချက်နဲ့ဒီဘယ်လက်တီကိုကွဲပြီးမှသာတုံးလေးရှိတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာကတော့သူ့အနေနဲ့အဲ့လိုဒီချီကန်ချက်တွေကိုအရင်ကြီးထောက်တုံးတာမျိုးမတွေ့ရောက်ပြကျုံးမဲ့ဆိုတော့ဒီပြန်ဖက်ရဲ့ဒီကစားပုံဒီတပ်ပေါက်အခြေအနေပုံမူတည်ပြီးမှသူ့အနေနဲ့ဒီပွဲစဉ်မှာဒီကစားဟန်ပြောင်းဖို့အတွက်သာပြင်ဆင်လာပုံရတယ်ဗျာ ောင်းတယ်တစ်ဖက်ကပြန်ဖက်ရဲ့ဒီညာချက်တွေကလည်းစွန်ရောက်ကိုကျွန်တော်တို့နာတိနာစီခဲ့တာမျိုးလေးနဲ့တွေ့ခဲ့ရတယ်ဟိုဟိုဆိုရင်ရတယ်စွန်ရက်အနေနဲ့လည်းမဲမဟုတ်ရင်ကျွန်တော်ကြာတော့မှပြန်တော်ရီးတယ်ဗျာအနောက်ကနေလမ်းပြီးဖက်လိုက်လို့ဟဲ့ဖိုင်တာနော်ဦးစလုံးကပြောမယ်ဆိုတော့မာကိုမရှိကြဘူးဗျာ ချီကန်ချက်လေးတွေနည်းနည်းလေးထွက်လာတော့မျိုးတွေ့ရတယ်။ပထမအချိန်မှာတော့ချီကန်ချက်ဒီအကဲဆန်းချီကန်ချက်လောက်ပဲတွေ့ရတယ်ပေါ့နော်။ဒုတိယအချိန်မှာတော့ဆုံးရအနေနဲ့ချီကန်လေးတွေအဓိကကျွန်တော်ပေါ်ဝေးချောင်းတော့ထုတ်ကုန်ပါတယ်။ဒါမဲ့ကျွန်တော်ဒီလက်တီကိုအဓိကကျွန်တော်ဒါပိုပြီးတုံးနေတာမျိုးတွေ့ရတယ်ပေါ့နော်။ ော်ဒီကက်ကောင်းတယ်အိုးကောင်းတယ်ဗျာပြန်ဖက်ရည်ဒီ right hook တွေဒီတိုက်ချက်တွေကျွန်တော်ဒီပဲချီနဲ့ဒါဘယ်လက်တီနဲ့ကျွန်တော်တွဲပြီးတော့ဝင်လာမျိုးတွဲရတယ်ဒါတွဲလုံးတွေဝင်ထားတယ်ဘော်ဒီကက်ကောင်းတယ်ဆိုတော့အနေနဲ့ ။အဲဒီပေါ်တိကကန်ထားတယ်ကန်ထားတယ်ရေဗျာ။ကဲလာမီဖတ်လိုက်တယ်။ဆောရကနည်းနည်းတော့ဒါကစားပုံတွေကျွန်တော်တို့ပါနဲ့လာတယ်လို့ပြောမှာဗျာ။ဒါအရင်တော့ကလည်းသူ့အနေနဲ့ဒီ1 championship ဒါအစပိုင်းဒါရှင်ပြန်ထူးတက်တဲ့အချိန်မှာဆိုရင်ဒါ Time Fighter တွေရဲ့ ဒီ clinch ပူးချင်းပေါ့နော်လမ်းဖတ်ချင်းတွေကိုသူ့အနေနဲ့အချင်းချင်းခံရပြီးတဲ့နောက်ပိုင်းမှာဒါအမတ်နဲ့ရှုံးနေတွားခဲ့ရတော့ပွဲစဉ်တွေနဲ့ကျွန်တော်နှစ်ပွဲသုံးပွဲလောက်ဒါဂျုံတွေးခဲ့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီအတွေ့ဂျုံကပဲစွန်ရက်ကိုကျွန်တော်ဒီပွဲစဉ်မှာလဲဒီပြန်ဖက်ကိုကျွန်တော်တို့နီးကပ်အရင်ကြီးဒီပူကပ်ဒါဖြစ်အပ်ထုတ်တက်လာတဲ့အချိန်မှာကျွန်တော်လမ်းပြီးဖတ်လိုက်တာမျိုးလေးတွေ့ရတယ်ကောင်းနေပြသူပြင်ဆင်လာတဲ့အပိုင်းလေးတွေအဓိကကတော့ကျွန်တော်ပွဲစဉ်တစ်ပွဲဆိုတာ ဒီအလဲထိုးနိုင်တာမနိုင်တာကပြောလို့ဆိုတော့အရင်ကြီးတော့အရေးမကြီးပါတော့အလဲထိုးနဲ့နိုင်နေဆိုတော့ပုံပြီးတော့မှတော့ကောင်းနေပါတော့တို့ဝင်မဲ့လဲကျွန်တော်တို့အဓိကကတော့အမှတ်နဲ့အမှတ်နဲ့ပဲနိုင်နိုင်ကျွန်တော်ဘလိုပုံစံနဲ့ပဲနိုင်နိုင်ပါတော့နိုင်တော့ဘူးကအရေးကြီးတယ်ကျွန်တော်ဒီအတွက်ကြောင့်ဒါဆွန်ရက်အနေနဲ့ကျွန်တော်ကြည့်ရတော့ဆိုတော့ဒီပြန်ဖက်ကိုကျွန်တော်အခွင့်အရေးတိတ်မပေးဘူးဒါပြရပေးဒါပူပြီးတော့မှ non stop ထိုးတက်လာမှဆိုတော့ဒါလမ်းပြီး finish လုပ်လေလုတ်လိုက်တယ်ပေါ့နော်ဒါကတော့ ပြောမယ်ဆိုတော့ဒါသူ့ရဲ့ဒီ fight IQ လို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ဆုံးရကကျွန်တော်တို့ဒီမာကွန်ကဒါစိုးရင်ရတယ်ဗျာကျွန်တော်ဒီ one championship မှာဒါသူရှိမဲ့ထုတ်တထားခဲ့တဲ့ဒီပွဲစဉ်၁၀ပွဲလုံးကိုဒါအသေးစိတ်တွားပြီးလေ့လာကြည့်မယ်ဆိုတော့ဒီ6ပွဲအနိုင်ရရှိထားတဲ့ပွဲစဉ်တွေထဲမှာပေါ့နော်ဒါ3ပွဲကိုဒါအမှန်အပြတ်တန်းနဲ့ဒါအနိုင်ရယူထားတယ်ဒါ2ပွဲကို a majority decision နဲ့အနိုင်ရယူထားတယ်။အဲ့တော့အနိုင်ရယူထားတဲ့ပွဲစဉ်တော်တော်များများကနိုင်ငံအဆုံးဖြတ်ထိရောက်တယ်လို့ဒါပြောလို့ရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့အလဲထုံးနဲ့နိုင်ထားချိလိုက်လို့မျိုးဆိုရင်တော့ဒီ6ပွဲမှာသူ့အနေနဲ့တပွဲပဲရှိမှာတွေ့တယ်ပေါ့နော်။ဒီကွဲလုံးတွေဝင်ထားတယ်ဆိုတော့အနေနဲ့ဒီ round တွေရိုက်ထားတယ်တိုင်ဖက်ကဒီ clinch ပူးတာလဲတော်တယ်ဒါဆွန်ရက်လဲတော်တယ်လို့ပဲပြောမှာဗျအဲ့တော့ဆွန်ရက်ကဒီ ဆယ်ပွဲမှာ6ပွဲအနိုင်ရရှိထားတယ်မောဒီရှုံးမိထားတဲ့ဒီပွဲကိုကျွန်တော်အသေးစိတ်သွားပြီးကြည့်မယ်ဆိုတော့သူ့အနေနဲ့အလဲထိုးနဲ့နှစ်ချိန်ရှုံးနေထားတယ်ပေါ့နော်အဲ့တော့ဒီထိုင်အဆုံးဖြတ်နေတာဒါနှစ်ချိန်ရှုံးနေထားတယ်အဲ့တော့ပြောမယ်ဆိုတော့ဒါရလည်းရပြောမယ်ဆိုတော့ဒါအရင်ကြီးဒါအားရစရာတော့မကောင်းပေါ့နော်ဒါနိုင်ပွဲတွေကတော့ကျွန်တော်သူ့အနေနဲ့ဒီ6ပွဲလောက်နိုင်ထားတယ်ဆိုတော့ရလည်းရပြောမယ်ဆိုတော့ဒါအချိန်တွေက ဒီကောင်းနေတယ်လို့ဒါပြောလို့ရသေးတယ်အဲ့တော့ဒီနောက်ဆုံးထိုးတဲ့ထားခဲ့တဲ့ပွဲစဉ်တွေကျွန်တော်ဒီပွဲသွားကြည့်မယ်ငါးပွဲသွားကြည့်မယ်တော့အကုန်လုံးကျွန်တော်ဒီအမတ်တိုင်းအဆုံးဖြတ်ပုံစံမျိုးနဲ့ဒါနိုင်ရခားတယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်မှာဆိုရင်လည်းနေထားလောက်ကဒီတိုင်းအဆုံးဖြတ်ထိကျွန်တော်ရောက်သွားနိုင်တဲ့အနေထားများတယ် တ်တန်တော့ဦးလုံးကပြောဆိုနည်းနည်းလေးဒီအနာယူလိုက်ရတဲ့နေသားတစ်ခုမျိုးရှိသွားတယ်ပေါ့နော်ဒီလိုကြောင့်မို့ဒါတက်လုံးပိုင်းကတိတ်ပြီးစိုးရင်စရာမရှိဘူးလို့ပြောလို့ရတယ်ဗျအဲ့တော့ပြိုင်ဖက်လည်းဒါခီတူတော့မဟုတ်ဗျ။ဒါသူ့အနေနဲ့လည်းဒါဝမ်ချမ်ပီယံရှစ်မှာဒါ၃ပွဲဆက်တိုက်တာရှုံးနေထားတယ်ဆိုတော့ဒီပွဲမှာသူ့အနေနဲ့မဖြစ်မနေတာ အနိုင်ရယူပြဖို့လိုအပ်နေတဲ့အနေအထားမျိုးရှိနေတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့လားဆွန်ရက်အနေနဲ့လည်းဒီပွဲစဉ်ကိုသူ့အနေနဲ့အကောင်းဆုံးကျွန်တော်ကင်တွေပြီးမှသာကစားနေရတဲ့အနေအထားမျိုးတွေတွေ့ရတယ်ကဲကျွန်တော်လမ်းကြီးဖတ်လိုက်တယ်ဗျအပြိုင်ဖက်ရဲ့ဒီလက်တံဒီခြေတံတွေကလည်းဆွန်ရက်ကိုကျွန်တော်တို့ဒုက္ခပေးနိုင်တဲ့အနေအထားမျိုးတွေကရှိနေတယ်ပေါ့နော်ဒီတော့ဆွန်ရက်ကလည်းကျွန်တော်အရင်ကြီးပုတ်ကပ်ပြီးတော့အသိမထိုးရတဲ့အနေအထားတစ်ခုမျိုးကတွေ့နေရတယ် ဲတော့ပြည်သက်တွေကတော့ဒါဆွန်ရက်ကိုကျွန်တော်ဒီပွင့်စင်မှာကျွန်တော်ဘလို့မြင်တယ်လဲတော့မသိဘူးပေါ့เนาะဒါကျွန်တော်ရဲ့မြင်အဆွန်ရက်ကကျွန်တော်ဒီပွင့်စင်မှာဒီကစားပုံအရပြောဆိုနည်းနည်းလေးဒီဒါလီလာတွေလို့ခံစားရတယ်ဗျာဒီ speed တွေကတော်တော်လေးကျနေတယ်လို့ပြောလို့ရတယ်ပေါ့เนาะဒါကလည်းသူ့ရဲ့ဒီပွင့်စင်မှာဒါပွဲကိုချင်းကတဲ့ဒီပုံစံမျိုးနဲ့ဒါကစားနေတာလားတော့မသိဘူးပေါ့เนาะ ဒါပုံမှန်ကျွန်တော်သူ့ရဲ့ဒီဒီပွဲမတိုင်ခင်ရှစ်ပွဲဒီမှာကစားခဲ့တဲ့ပွဲကြည့်လို့ဆိုတော့ speed တွေတော်တော်လေးမြန်တာမျိုးတွေ့ရတယ်ဗျ။အဲ့တော့ဒီပွဲကိုသူ့အနေနဲ့ ECC နဲ့စိတ် EE နဲ့ဒါအနိုင်ရယူဖို့ဆုံးဖြတ်ထားပုံရတယ်။ဒါပေမဲ့ဒါအခွင့်ရရတော့ကျွန်တော်မရလိုက်ဗျသူ့အနေနဲ့ဒါအခွင့်ရထပ်ပြီးတော့မှရှာနေတော့ဖြစ်သေးတယ်။ အပြိုင်ဖက်ကိုလေသူ့အနေနဲ့ရှိန်နေရသေးတယ်ဗျ။ဒါလက်တီထိုးချက်တွေကတော်တော်လေးစိုးရိမ်ရတဲ့အနေအထားမျိုးရှိတယ်ဆိုတော့အနေနဲ့ဒါထိသွားမယ်ဆိုရင်လည်းမလွယ်ဘူးဗျ။ဒါဆိုတော့အနေနဲ့ကြာသွားနိုင်ချေရှိတယ်။ไอ้บอดี้เกเนี่ยကျွန်တော်ဘီလက်ဖန်တွေပဲအဓိကကျွန်တော်ပေါ်ဝီချပြီးမှဒါနောက်ဆုံးခြေတိကကစားသွားနိုင်ခဲ့တယ်ပေါ့เนาะဒါဆိုတော့အနေနဲ့ပြောရင်တော့ လဲထိုးဖို့အတွက်ဒါအခွင့်ရည်ဒါမရလိုက်ဘူးပဲပြောမှာဗျ။ဒါပြန်ဖက်ကလည်းကျွန်တော်အကောင်းဆုံးပြင်ဆင်လာတယ်။ဒါဆွန်ရက်ကလည်းကျွန်တော်ဒါသူနည်းသူပဲဒါသူ့ရဲ့ဒီပါနမှုကဒါအကောင်းဆုံးတုံးချနိုင်ခဲ့တယ်ပေါ့နော်။ဒါပြန်ဖက်ရဲ့ဒီတလဆက်ဒီအနိကက်ဒီပုကက်ဖီလ်မှာသူတမဲ့သူကိုဒီကိုလဲသူနေနေကလစ်လုတ်တင်နဲ့လှုပ်လိုက်တယ်။ဒါမှမဟုတ်လည်းဒီအပေါ်ဝေးချပြီးတော့မှဒီကစားသွားနေတာမျိုးကြီးဒါတွေ့ရတယ်ပေါ့နော်။ โอเคဘလိုပဲပြပြပြဒီပွဲစီမှာကတော့ဆုံးရအနေနဲ့ကျွန်တော်တို့ဒီအကောင်းဆုံးပြင်ဆင်လာပြီးတော့မှဒါပြိုင်ဖက်ကိုလည်းသူ့အနေနဲ့ဒါ5 IQ ကောင်းကောင်းနဲ့ဒီပြည်မှာကြကြနဲ့ဒါပွဲကိုချင်းကက်သွားခဲ့တယ်လို့ပဲပြောမှာပေါ့နော်ဒါပွဲကတော့ပြောမယ်ဆိုတော့ဒါအကျိတ်နေတော့မရှိဘူးဒါကျွန်တော်တို့ဆုံးရရဲ့ကစားပုံရကြည့်မယ်ဆိုတော့လေဒါပြိတက်တွေအနေနဲ့ဒါ ဇွန်ရက်ကတော့ဘလို့ပုံစံမျိုးနဲ့ပွဲကိုဒါကင်တွေပြီးချင်းကပ်ကစားသွားခဲ့တယ်လေဆိုတော့ကျွန်တော်ကသူတို့ပြင်းတာကြီးစုသွားမယ်ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ပဲပြောမှာဗျ။ Okay. Okay, your name is decision ပေါ့နော်။အမတ်ဆုံးဖြတ်နေဒါဇွန်ရက်အနေနဲ့အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ Okay, အဲ့တော့ကျွန်တော်တို့ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲကိုတွားရအောင်ဗျ။ ခုကျွန်တော်ချစ်ရှိသွားမယ့်ဖွဲ့စဉ်ကတော့ဒါ1 Friday 5 97ဆိုတဲ့ခေါင်းစဉ်အောက်ကကျင်းပပြုလုပ်သွားခဲ့တဲ့ဖွဲ့စဉ်ဖြစ်တယ်ပေါ့နော်ဒါ February 14ရက်နေ့2025မှာအရှင်မြင်ထူးတက်သွားခဲ့တဲ့ဖွဲ့စဉ်ဖြစ်ပါတယ်အဲတော့ဒီဆွန်ရက်နဲ့ရှင်မြင်ထူးတက်သွားမယ့် Fighter ကတော့ဒီအနီတောင်ကနေပေါင်းပြီးအမဲအနီဆက်ချောင်းဝစ်စင်ထားတဲ့ Fighter ဖြစ်တယ်ပေါ့နော်ဒါသူ့နာမည်တော့ Compound Line လို့ခေါ်တယ်အဲတော့နာမည်ကတော့ကျွန်တော်ဒါခေါ်တာမားကောင်းမားနိုင်တယ်ပေါ့နော်ဒါထိုင်းနာမည်ဖြစ်တဲ့အတွက်ကြောင့်မို့ တော့ဒီအင်္ဂလိပ်စလုံးပေါင်းကိုပဲအဓိကကြည့်ပြီးတော့မှကျွန်တော်ပေါင်းခေါ်လိုက်ပါမယ်အဲ့တော့ဒီအနီတောင်းကဆွန်ရက်ရဲ့ပြင်ဖက်ကွန်ပွန်9ကတော့အရက်9ပင်နဲ့6လက်မရှိတယ်ဘောနော်တောင်ဆွန်ရက်နဲ့ဒါအရက်တူပဲအတက်ကတော့30နဲ့နှစ်နှစ်ရှိပြီဒါ1 championship ကတော့1 championship မှာကတော့သူ့အနေနဲ့ပွဲစဉ်ပေါင်း6ပွဲအထိရှိမင်းထုတ်သက်ထားပြီးတော့မှဒါ၄ပွဲနိုင်၂ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားတယ်ဘောနော် အဲ့တော့ကျွန်တော်သူအနိုင်ရရှိထားခဲ့တဲ့ဒီပွဲစဉ်၄ပွဲအသေးစိတ်သွားပြီးကြည့်မယ်ဆိုတော့ဒါအလဲထူးနေကဒီ၃ပွဲအထိဒါအနိုင်ရယူပြထားတာတွေ့ရတယ်။အဲ့တော့ဒီပွဲကတော့သူ့အနေနဲ့ဒီအမတ်အဆုံးဖြစ်တဲ့အနိုင်ရယူထားတယ်ပေါ့နော်။ဒါရှုံးနေထားခဲ့တဲ့၄ပွဲကိုကြည့်မယ်ဆိုတော့ဒါအလဲထူးနေဒါရှုံးနေထားခဲ့တာတွေ့ရတယ်။အဲ့တော့ဒီမတန်းတွေကျွန်တော်တွားပြီးကြည့်မယ်ဆိုတော့ဒါ Time Fighter ကမာကုံရပြောမယ်ဆိုတော့မရှိဘူးလို့ပဲပြောမယ်ပြ။ အဲ့တော့မကုံတာမရှိတော့ဘူးနော်အလင်းထိုးပါဝါရကတော့ကျွန်တော်ဆွန်ရက်ထက်တာနေတဲ့အလီထားမျိုးတွေကျွန်တော်တွေ့မြင်နိုင်တယ်ဘောနော်ဒီရလက်ကိုကြည့်ရှုခြင်းအပြင်အဲ့တော့ဒီတစ်ဖက်ကအပြတောင်းကနေရှင်မင်းထူးတက်နေတဲ့ fighter ကတော့ဒါ chap mong khong လို့ခေါ်တယ်ပေါ့နော်။ဒါသူကလည်း thai က fighter ဖြစ်ပါလေ။အရက်ကတော့ငားပြီတဲ့။လင်းလက်မဆိုပြီးတော့ပေါ်ပြတ်ထားတယ်ပေါ့။ဒီအရက်မောင်းကကျွန်တော်ဒါမားမယ်ထင်တယ်ဗျ ငါးပေ6ခုံလောက်တော့ရှိမယ်ဗျ။ဒါဖိုက်တာနှစ်ဦးစလုံးကဒါထိုးတက်နေတဲ့အနေထားလေးကြည့်မယ်ဆိုတော့တိတ်မပွားဘူးပေါ့နော်။အဲ့တော့တက်ကတော့20နဲ့၄နှစ်ပါဒီပြာတော့ငေါဖိုက်တာကဒါ1ချမ်ပီယံရှစ်မှာကတော့ဒါအခုကျွန်တော်ချစ်ချစ်နေတဲ့ပွဲစဉ်ကဒါပွဲဥထွက်ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ကျွန်တော်ကြည့်လိုက်အောင်ပြဒါဆွန်ရက်ရဲ့ဒီပြိုင်ဖက်ကဒီဆန်းဆောင်ရဲ့အနေထားဘယ်လိုရှိတယ်လဲပေါ့နော်ဒါဆွန်ရက်ကို ်ဒါနိုင်ရယူသွားနိုင်ချေရှိသလားเนาะဒါမျိုးနဲ့ပတ်သက်ပြီးကျွန်တော်ဒီပိုစင်လေးတွေကိုကျွန်တော်ကြည့်ရှုရင်းနဲ့ဒါ comment တုံးတက်တင်ဆက်ပြီးတော့ဖြစ်ပါတယ်ဟိုကောင်းလေဘီလက်ခုနှစ်ချက်ကဲမက်ဆေ့ချ်ကြီးတွက်ခံရပါပြီကျဲတော့ဘယ်တန်မပြအောင်ဒါဆုံးရလဲဘယ်တန်ဒီဖိုက်တာလည်းဘယ်တန်ကိုစိုးရင်ရတယ်အနီးက pressure ပေးပြီး ပြီးထိုးထားတယ်။ကော်ဒီလေးပြမမှန်ချင်ပြီးဆုံးသွားလို့။ Okay round 2ဖြစ်ပါလေကျွန်တော်ကြီးလိုက်မယ်ဗျ။မိုက်ကဂျုံဘီလခုတော်တော်လေးကိုအပါတယ်ဗျာဂျုံတခါနဲ့မရတော့ဘူးထင်တယ်ဗျမူးနေတယ်အိုးမိုက်ကဂျုံတော်တော်လေးအချိန်ကြီးဆိုးတယ်လက်တီကတော့တော်တော်ပြင်းနေဗျာ ါပေမဲ့သူ့ရဲ့ဒီကစားပုံဝင်ရပြောမယ်ဆိုတော့နည်းနည်းလေးဒီစနစ်မကျဘူးလို့ပဲပြောမှာပြန်နည်းနည်းလေးဒီကြည့်ရတာတမျိုးကြီးဖြစ်နေတယ်ပေါ့နော်ဒါဆွန်ရက်နဲ့နိုင်ရှင်ကြည့်လိုက်မယ်ဆိုတော့ဒီတပ်ပေါက်ရကဒါဆွန်ရက်ကဒီ time fighter တက်ပို့ပြီးတော့မှဒါအားတာတယ်ပေါ့နော်အဲ့တော့ power buy ရကတော့အခုကျွန်တော်ကြည့်ရှုသွားတဲ့ဒီ time fighter ကပို့ပြီးတော့မှဒါဆွန်ရက်က power ပို့ပြီးနေတယ်ပေါ့နော်ဒီလိုကြောင့်မို့ဒါဆွန်ရက်အနေနဲ့ဒါသူ့ရဲ့ဒီကျွန်တော်တို့ရှေ့မှာကြည့်ရှုသွားခဲ့တဲ့ပွဲစဉ်အတိုင်းပဲပေါ့နော်ဒါပြန်ဖက်ကိုဒီအကွာဝေးချပြီးတော့မှ ကျွန်တော်အတိအကျသူအနေနဲ့အမတ်ရယူမှုစနစ်ပုံစံမျိုးနဲ့ဒါထိချက်တတနဲ့ဒါရှင်ပြန်ကစားသွားဖို့ဒါလိုအပ်တယ်ပေါ့နော်။ဒါပထမအချီဒုတိယအချီမှာကျွန်တော်အရင်ကြီးနေရှိတိုးပြီးတော့မှဖိထိုးမယ်ဆိုရင်တော့ဒါဆိုရက်အနေနဲ့ကျွန်တော်ဒီ time fighter ရဲ့ counter တွေအထူးသဖြင့်ကျွန်တော်ဒီ bell လက်တီးတွေကျွန်တော်ထိခံရမယ်ဆိုရင်ဆိုရက်အနေနဲ့လည်းဒါကျွန်တော်အခုကဒီ time fighter လိုမျိုးပဲဒါဒီ KO ပြီးခံရပြီးတော့မှဒါရှုံးနေသွားနိုင်ချေရှိတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ရဲ့အမြင်ကတော့ဒါဆိုရက်အနေနဲ့ဒါသူ့ရဲ့ဒီကစားပုံအရဆိုရင်တော့ ဒီလာမယ့်ကျွန်တော်တို့တောက်ချန်နေ့ပွဲမှာတော့ဒီအဓိကအားဖြင့်ကျွန်တော် time fighter ကိုဒါအကွာဝေးချပြီးတော့မှဒီအမတ်ရယူမှုစနစ်ပုံစံမျိုးနဲ့ဒါကစားသွားနိုင်ချေရှိသေးလို့မြင်တယ်ပေါ့နော်အဲ့တော့တကယ်လို့ကျွန်တော်အကွာဝေးချပြီးအမတ်ရယူမှုစနစ်ပုံစံမျိုးနဲ့ကစားမယ်ဆိုတော့ဒါ sunrat အနေနဲ့ဒီ time fighter ကိုဒါအနိုင်ရယူသွားနိုင်ဖို့ကဒါအခွင့်အရေးပို့ပြီးတော့များတယ်တကယ်လို့ကျွန်တော်တို့ဒီပရမချီတူရိယချီမှာဒီအကွာဝေးချပြီးတော့မှဒါရှင်ပြိုင်ထိုးတက်နေတဲ့အတော်အတွင်းမှာပေါ့နော်ဒါအဝေနည်းနည်းလေးလောပြီးတော့မှကျွန်တော်ဒီပုကပ်ပြီးတော့မှဒါဖိထိုးတဲ့အနေအထားမျိုးမှာဆိုရင်တော့ နောက်တစ်ပတ်ကကျွန်တော်တို့ time fighter ရဲ့ဒီလက်ခုတွေနဲ့ကျွန်တော်တို့ဒါအထိခံသွားရနိုင်ခြေရှိတယ်ပေါ့နော်ဒီလိုကြောင့်မို့ဒါဇွန်ရက်ကကျွန်တော်တို့ဒီ time fighter နဲ့ပွဲစဉ်အတွက်ကဒါလုံးဝကျွန်တော်မားလို့မရဘူးဒါတစ်ချက်လေးကျွန်တော်မားသွားရင်တော့မှဒါအလဲထူးခံရသွားနိုင်ခြေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်အထူးသဖြင့်ဒါဇွန်ရက်ရဲ့ဒါပွဲချင်းကပ်ပုံကိုဒါစောင့်ကြည့်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အမြင်အရကတော့ ဒါဖိုက်တာတို့ဥစလုံးကလည်းကျွန်တော်အနိုင်ရယူသွားနိုင်ချေရှိတဲ့ရာခိုင်နှုန်းတွေကတယောက်ကိုကျွန်တော်90 90ရှိတဲ့အနေထားမျိုးရှိတယ်ပေါ့နော်အဲ့တော့စုံရက်ကသူ့ရဲ့ဒီကစားပုံရပွဲချင်းခက်ပုံရတော့ကျွန်တော်ဒီပွဲစဉ်တော်တော်များများမှကြည့်ရှုခဲ့ပြီးတဲ့အတိုင်းပဲဒါအဓိကအဖြစ်ကျွန်တော်တို့သူ့ရဲ့ဒီ speed တွေကိုအဓိကအတုံးချပြီးတော့မှဒါထိချက်တန်တာမျိုးနဲ့ဒါကစားသွားဖို့များတယ်အဲ့တော့ဒီ Tiger Fighter လေးထိုနည်းသူပဲဒါအခွင့်ရေးရှောင်ပြီးတော့မှဒါပုတ်ကပြီးတော့မှဒါဖိထိုးလာနိုင်ချေရှိတယ်ပေါ့နော်အဲ့လိုအနေထားမျိုးမှလည်းဒါစွန်ရက်အနေနဲ့ရှုံးနေသွားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါစွန်ရက်အနေနဲ့ ဒီတစ်ဖက်ကဖိထိုးလာမဲ့ဒီထိုးကွက်တွေကိုအကောင်းဆုံးဒါရှောင်နိုင်ခဲ့မယ်ဆိုတော့ဒါဆုံးရက်ကဒီနောက်ဆုံးတိုင်အောင်ဆုံးဖြစ်ခံယူတဲ့နေရာမှာသူကလည်းဒါအနိုင်ရယူသွားနိုင်ချေရှိတယ်ပေါ့နော်အဲ့တော့ပရိသတ်တွေအနေနဲ့ကရောကျွန်တော်တို့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်ဘယ်ဖိုင်တာကအနိုင်ရယူသွားနိုင်ချေရှိတယ်လဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးကျွန်တော်အောက်ကခုံးမဲ့မှာလေဒါဝင်ရောက်ဆွေးနွေးသွားပြီးလို့ရပါတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီကနေ့ရဲ့ဒါပွဲစဉ်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲကျွန်တော်နောက်လာမယ့်နေ့ရက်တွေမှာလေဒီတခြားတော့အကစားလောကကဒီစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုကျွန်တော် ထပ်မံတင်ဆက်ပေးသွားပေးဖို့ရှိတယ်ပေါ့နော်အဲ့တော့ဒီအတွက်ကြောင့်မို့တာဆက်လက်ဆောင်ပြီးကြည့်ရှုအားပေးဖို့ဒီကနေအားလုံးကိုဖိတ်ခေါ်ချင်ပါတယ်အဲ့တော့ကျွန်တော်တို့ channel လေးကိုလည်း like and subscribe မလို့ရသေးတဲ့ပရိသတ်တွေရှိအောင်မယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ပေးဖို့ဒီကနေအားလုံးကိုတောင်းဆိုချင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူ Joseph ဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နေကြပါစေ